ဟိုစိတ်ကြကြကြတာပေါ့ဒါပေမဲ့အဲ့လောက်လည်းဟိုဘယ်လိုဆိုပထမဆုံးစိတ်ကြကြတာပဲဒါပေမဲ့စိတ်ကြကြတဲ့အချိန်တည်တဲ့ဟာကိုတူအောင်ပေါ့ကာလာတူအောင်လုပ်တယ်ပြီးရင်စာများဖတ်တယ်ဖူတဲ့ဝဲရင်များကြည့်တယ်ဟုတ်လားကျွန်တော်ခုစရပြဆက်ကမိုင်းတွင်သုံးပြချပြီးတော့ဟိုလုံးကစားတဲ့ကစားနီးမို့လို့ပူကြိုက်မိတာပါ ဒီအနေအရတော့ကျွန်တော်တောင်းတောင်းဟိုနားလည်မှုလေးတွေပြီးတော့1 2တွဲလုံးလေးတွေအဲပြီးတော့ဟို 1v1 scale လေးတွေအဲအဲကြောင်ထင်ပါတယ်ဖူးစေရတယ်။မှတော့ဖူးစေကမှတွဲရောက်တွဲလာလိုအပ်တာတော့ဟိုဘောလုံးအခြေခံပေါ့ဘောလုံးအခြေခံရပြီးတော့ဟိုဘောလုံးဆန့်ပြီးတော့ပြီးတော့ attitude တွေအဲပြီးတော့ဘောလုံးအမြင်တွေပေါ့အဲအဲတွေလိုအပ်တယ်လို့ထင်ပါခင်ဗျာ။အခက်ဆုံးနေရာဟိုပါပေါ့ကျွန်တော်အခက်ဆုံးဖြစ်ခဲ့တဲ့အချိန်ကတော့ဟို injury ဖြစ်တဲ့အချိန်နဲ့ပါပေါ့ injury ဖြစ်တဲ့အချိန်မှာတော့ ဒီအာကြီးကိုလုံးဝဟိုဘာပြောမလဲအဆက်အသွယ်မပြတ်သွားအောင်ဒီဒီလောကထဲမှာပဲဥမာဖူးစဲပွဲများများကြည်ရတော့အဲအဲ့လိုမျိုးတွေနေဟိုပါပေါ့အခက်ခဲ သုံးချိန်ကိုဖြတ်ကျော်ခဲ့ပါမယ်။အဲပထမဆုံးကတော့စိတ်ရကြကြကြတာပေါ့။ဒါပေမဲ့အဲ့လောက်လည်းဟိုဘယ်လိုဆိုပထမဆုံးစိတ်ရကြရပဲ။ဒါပေမဲ့စိတ်ရကြတဲ့အချိန်ဟိုရှည်ရာနဲ့တူအောင်တူအောင်ရှည်ရဲဟာတော့တူအောင်ပေါ့။ကာလာတူအောင်လုပ်တယ်။ပြီးရင်စာများဖတ်တယ်၊ဖူစေဝဲများကြည့်တယ်ဟောဗျာ။ပြီးတော့မိသားစုနဲ့အချိန်ပိုကုန်တယ်ပေါ့။တကယ်ကြီးနေတဲ့စကားများပြောပြတယ်။အဲ့လိုနဲ့ဟိုကြော်ဖက်ခဲ့ပါဗျာ။မရပြေဆုံးပွဲကတော့ဒီလေဝေးစင်နဲ့ဆိုရင်ကျွန်တော်တို့2018ပေါ့ AFF ဟိုပါကျွန်တော်ဒုတိယရခဲ့နှစ်ပေါ့ဟိုနောက်ဆုံး final ကျွန်တော်တို့အုပ်စုမှာ မြန်မာအင်ဒိုမလေးပြီးတော့လာအိုလာအိုကအခက်အခဲအုပ်စုတက်တယ်ပြီးတော့စီးဖိုင်တော့ဒီမောတွေ့ရယ်နောက်ဆုံးဖိုင်နယ်မှာထိုင်းနဲ့တွေ့ပြီးတော့ထိုင်းကိုရှုံးပြီးတော့ဒုတိယရခဲ့အပွဲကတော့မှတ်တရပါဘူးကျွန်တော်တို့ပထမဟိုထိုင်းအောင်ခြေတော်သွားတော့ရင်းနှင်းခဲ့တာပွဲတယ်အဓိကတော့ကျွန်တော်တို့ဟိုလေးချင်ချင်နဲတာတော့ကျွန်တော်သုံးသက်တာပေါ့အော်သုံးမှတ်တဲ့နဲ့သုံးမှတ်တဲ့ကိုလည်းကျွန်တော်တို့ကဟိုသူကလည်း ဂျွိုင်းနီသွားမှာဆိုတော့ဟိုပွဲသူပွဲအတွက်ကိုပဲဒီဒီဂျွိုင်းနီအတွက်ကိုပဲပြင်ဆင်ဆိုဖြစ်တာပေါ့အခုဆိုရင်တပတ်ကိုနေ့ပြန်ခေါ်ပြီးဒီလိုချင်တဲ့တက်ကနီတွေတုံးပြီးတော့အချိန်ပိုပြီးဖြစ်တာပါဗျာအဲအဲ့လိုကြောင့်ဒီကြောင့်ဒီဟိုတိုင်းမွေဟိုတိုင်းအောင်ချင်းမသွားတာအရေးနေတာပါအဲဒီပြနဲ့အာတော့တက်ကနီတွေတော့တဖြည်းဖြည်းနဲ့တော့ကာသမိုင်းတော်နားလဲလာပါပြီအဲကြောင့်ဆက်ပြီးအကောင်းဆုံးတော့မျောလင်းပြီပါ ညအစာပိုင်းတော့ခက်ခဲရှိရတာခက်ခဲရှိသွားတော့တို့အခြားနည်းနည်းပုံစံကွဲထွက်တဲ့နည်းပြတယောက်ဆိုတော့လေအစာပိုင်းဟိုအစာပိုင်းနည်းနည်းခက်ခဲရှိရောနောက်ပိုင်းကျတော့ကစားသမားကုန်လည်းနားလေလာပါခင်ဗျသူ့နေ့စနေကိုတို့ကပထမဆုံးကျွန်တော်တို့ဟို qualify အောင်ကြိုးစားမယ်ပြီးရင်စီဂိမ်းမှာကာလာဝင်အောင်အကောင်းဆုံးကြိုးစားမယ်ခင်ဗျဟိုကျွန်တော်အကောင်းဆုံးပုံစံနဲ့ရတဲ့ပုံကောင်းတဲ့ပုံစံနဲ့အကောင်းဆုံးကြိုးစားပြပါမယ်ဆက်လက်ပြီးအားပေးကြပါဦးအားပေးတဲ့ပြည်သက်တယောက်ချင်းတွေရောလည်းအောင်ကြိုးတင်ပါ